မင်္ဂလာပါခင်ဗျာတနင်္လာနေ့တရင်စီစဉ်ကနေကြိုးဆိုလိုက်ပါတယ်ဒီစီစဉ်ကို Joy Watch ဖွဲ့သားကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တရင်တွေကတော့ဒီအချောင်းမှာ KNRA နဲ့ PDF အခြေချင်းပြခတ်မှုဖြစ်လို့ PDF ရေပေါ်နှစ်ဦးသေဆုံးသွားတဲ့တရင်ကော့တောင်တက်ခိုင်မှုမှာစခန်းမှုအပောင်းရေသူဦးသေဆုံးသွားတဲ့ကြောင်းကျောင်းစုဒေတာကန်တွေဆစ်ဆောင်နေချေဆိုလာပြားတွေကိုစကောင်းစီတနေပြီးစော်တီဖြုတ်ခိုးတဲ့တည်င် တနင်္သာရရန်ဖူရွာကပြည်တော်စုလမ်းမှာရှိတဲ့စစ်ကောင်စီတပ်အလံကြီးပြန်ရုပ်သွားတဲ့အချိန်နဲ့ရှစ်စီတိုက်ပွဲဖြစ်နေတဲ့တိတ်ခွန်ရွာကိုလေကြောင်းကပုံကျေခဲ့တဲ့တည်င်းခလုတ်ွယ်ရီကြောင်းတနင်္သာရထွေရေချိုခွရှာပါလာတဲ့အကြောင်းစားတဲ့တည်င်းအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်တဲ့ချောင်မျိုးနဲ့မကင်မျိုးသားလွန်မြောက်ရေးတန်း KNLA တိုင်းစနေလောက်ကတန်းနေ ဒဝဲခင်ပြည်သူကာကွယ်တပ်ပြည်ရဲ့အမှန်နဲ့တိုင်တို့အချင်းချင်းပစ်ခတ်ကြကနေပြည်သူရှေဘောနှစ်ဦးသေဆုံးသွားတယ်လို့နှစ်ဖက်တပ်ဖွဲ့စီကသိရပါတယ်။ဒဝဲပြည်သွားကာလန်ပေါ်မှာရှိတဲ့ဝင်းဝနမီရစကန်ကိုတိုက်ခိုက်ဖို့ကြိုးရောင်နေတဲ့ KNLA တိုင်ရင်စနေလောက်ခန့်တပ်ဖွဲ့နေ။နောက်မှအဲ့နေရာကိုဝင်လာတဲ့ဒဝဲခင်ပြည်သူကာကွယ် PDF အမှန်နဲ့တိုင်ရင်လောက်ခန့်တပ်ဖွဲ့တို့ဧပြီလ6ရက်နေ့9နာရီခွဲလာမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ တပွဲနဲ့တပွဲချိန်ဆမှုအားနေတာကြောင့်မှာရင်ပြက်ခတ်မိကြတာဖြစ်ပြီးအဲ့ဒီပြက်ခတ်မှုမှာပီဒီရှေဘောနှုတ်သေးဆုံးတဲလို့တော်ဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပီဒီအမှတ်နှစ်တိုင်မူမင်းသားကြီးကပြောပါတယ်။ဝင်းဝါနေမီရစ်ခါကိုပြက်ခတ်တက်ခိုင်းနေကြီးအဖွဲတဖွဲရောက်လာပြီးဘယ်ဖွဲဖြစ်တယ်ဆိုတာကိုမသိတဲ့အတွက်ပြက်ခတ်မှုဖြစ်ခဲ့တာလို့ KNLA တိုင်းစနေတက်ခွဲနှစ်ကစရိုဂျာထူတပ်ဖွဲ့က တက်ခွေမှုစောပေါတဲ့ကဆိုပါတယ်အခုဖြစ်ခဲ့တဲ့ပကံမှုနဲ့ပတ်သက်ပြီးကစလိုကြောက်ထူတပ်ဖွဲ့က KNRA တိုင်းစနစ်တိုင်းမှုကိုတင်ပြထားပြီးဒဝခေပြည်သူကာကွယ်တပ် PDF တိုင်းနဲ့တိုင်းမှုမင်းသားကြီးကလည်းတရင်းသားတိုင်းစစ်ဌာနကိုတင်ပြထားတယ်လို့ဆိုပါတယ်အဲ့ဒီဖြစ်ရကိုတက်ဆိုင်ရနှစ်ဖက်တာဝန်ရှိသူအချင်းချင်းဘယ်လိုဆက်လုပ်မယ်ဆိုတာကိုမသိရသေးတယ်လို့ အောက်ခြေတပ်ဖွဲ့အခြေချင်းမှလည်းညှိနှိုင်းဆွေးနွေးပြောဆိုတာမရှိသေးဘူးလို့ဆိုပါတယ်။စီလန်ကြောင့်မှနှောင့်ယှက်ရင်ဘယ်ပုဂ္ဂိုလ်အဖွဲ့စီကိုမဆိုရှင်းလင်းသွားမှာဖြစ်တယ်လို့2025ခုနှစ်ဇန်နဝါရီလတည်နေ့ရက်စွဲနဲ့ကက်ဆက်တိုနေမီထဲကဒွန်လိုက်တပ်ဖွဲ့ဝင်တွေအားလို့သိရှိလိုက်တာဖို့ဆိုပြီးစောပါဦးတဲ့အလေးမှုနဲ့ပြညာချက်တစောင်းထုတ်ပြန်ခဲ့ပါတယ်။ ကောသောင်းမြို့နယ်ဖော်တိုယိုဟာနာမှာကောသောင်းမြို့နယ်ဘီလူကာခွဲ၏အဖွဲ့ပါကဖာကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့တွင်မာရန်ယက်ခံမှုအပအဝင်ရှေ့သို့တည်ဆုံသွားပါသည်။ဧပြီလ9ရက်နေ့ညနေ4နာရီလောက်မှာအဲ့ဒီယက်ခံမှုနဲ့အဖွဲ့ဟာအချမ်းသာရွာမှာဆက်ကြီးကောက်ပြီးကားနဲ့ပြန်လာချိန်ဖော်တိုလာတင်ဆိုင်နှာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီရေတွေဟာထိုင်းမြန်မာနယ်စပ်ရှန်ကိုရွာခြေဆိုင် မာရန်ရဲစခန်းမှာတောင်းကြနေသူတွေဖြစ်ပြီးတက်ခတ်မှုကြောင့်စခန်းမှုဖြစ်တဲ့ဂျေဟိုတုံနဲ့ဒူယုတ်အပေါင်းရင်ရှေတိုတည်ဆုံသွားခဲ့ပါတယ်။စစ်တပ်ချက်ကြီးတို့ကတော့တန်ရာရပြီးထွက်ပြေးလွန်မြောက်သွားတယ်လို့ကောတာဘကဘကထုတ်ပြန်ထားပါတယ်။ကြားပြတ်တက်ခိုက်ပြီးနောက်ကောတာဘကဘအဖွဲ့ကထိခိုက်မှုမရှိဘဲပြောင်းလဲစုခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။တက်ခတ်မှုတွင်လေးဆယ်မမတလေး လေးဆံမမပေါ်သည်16လုံးဧကေတနနှစ်လင်းနဲ့ကြည်စံတွေလက်ပေပုံတော်လို့ပင်စတိုတနံ6လူမျိုးတနံနဲ့ဖုံးတွေတည်စီနိုင်ရတယ်လို့ဆိုပါတယ်မာန်ရွာနဲ့ပေါ်တော်ရွာဟာ ထိုင်းမြန်မာနဲ့ဆက်ရှင်အောင်ခရိုင်နဲ့ကလည်းတည်စီပြီးပါချံပြင်းပေးမှာတည်စီတာဖြစ်ပါတယ်ကျောင်းစုမြို့နယ်ပနနေကျွာအိုစုကြောက်တန်းငယ်ရွာဟာဒေသခံတွေစစ်မိတ်ဆောင်ထွေပြင်းနေခြင်း ။အရင်မှာတတ်ထားတဲ့ဆိုလာပြားတွေကိုစကောင်းစီတတ်တာတွေနဲ့ပစ္စောထူတွေကဖြုတ်ခိုးသွားပါတယ်။မန်းကြီးမြင့်ကျောင်းတိုင်ဆော်တော်မောကြွားပဲစကြောင်းထိုးလာတဲ့စစ်တင်ဘောတစီနဲ့ပစ္စောတီတွေစင်းနေလိုက်ပါလာတဲ့ဆက်လီတစီဟာဧပြီလ၄ရက်နေ့ကကြောက်တန်းငယ်ရွာမှာဆက်ကပ်ပြီးနောက်နေကလေးကဆိုလာပြားတွေကိုခိုးယူသွားတာပါ။ဝန်တော်ရွာကမိုက်တဲတော်ရိုက်ဖြစ်စီခံရပြီးကလေးက ဘဏ္ဍာနေဂျီဝါအိုစုကရွာတဲ့ချုံမှာဖိုးလိုက်ပြတ်တောက်သွားတဲ့အတွေ့ဆက်သွယ်ရေးအခက်အခဲတွေရှိလို့ခိုးယူခံရတဲ့ဆိုလာပြအရေးတို့အတီကြာကိုမတိရဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ကကြော်စုံမျိုးနေတဲ့အင်အားဖြည့်စစ်တောင်းထုံနေတဲ့အတွေ့ဧပြီလ9ရက်နေ့ကစပြီးမြေချောင်းတချို့မှာညနေ6နာရီကနေမနေ့6နာရီအထိတွာလာတာမလို့ဖို့ကျောင်းစုပါကပါကသတိပေးချက်ထုတ်ပြန်ထားပါတယ် တနင်္သာရီမျိုးနေ့ရှမ်းပေါ်ရွာရှိပြည်တော်စုလန်တရှောင်းမှာနှစ်ပတ်လောက်ကြာလင်းယူထားတဲ့စစ်ကောင်စီတပ်သားတွေပြန်ပြီးရုတ်သိမ်းသွားတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကတီးရပါတယ်။ဧပြီလ9ရက်နေ့မှာအင်အား40လောက်ရှိတဲ့စစ်ကောင်စီတပ်ဟာရန်ဖို့ရွာကနေပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။တနင်္သာရီမျိုးနေ့ထက်ကညောင်မင်းကိုနေရန်ဖို့ရွာရှိပြည်တော်စုလမ်းမကြီးတရှောင်းမှာစစ်ကောင်စီတပ်ကလန်ငင်းယူထားတာပါ။ လက်ရှိမှာတော့ရန်ကုန်ရွာမှာပဲရှိတဲ့စကောင်းစီတက်လန်ကင်းကိုပဲပြန်ရုပ်သွားပြီညောင်မင်းကုန်းရွာမှာရှိတဲ့လန်ကင်းကတော့ရှိနေစေဖြစ်တယ်လို့ဆိုပါတယ်ညောင်မင်းကုန်းရွာနဲ့အနီးဝန်းကျင်ရှိပြောင်းစုလမ်းမကြီးတစ်လျှောက်လန်ကင်းယူထားတဲ့စကောင်းစီတက်သားတွေကိုထွန်းလိုက်တက်တွေကဧပြီ3ရက်ကစပြီး3ရက်ဆက်တိုက်ဒရုန်းနဲ့ပုံချတက်ခဲ့ခဲ့ပါတယ်ရှိရှိတိုက်ပွဲဖြစ်နေတဲ့ထိုင်းမြန်မာနယ်စပ်ကိုယ်တော်လမ်းပိုင်းက တိတ်ခွန်းရွာကိုစကောင်းစီတက်ကလေချောင်းနဲ့ပူကျဲတက်ခတ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်နေချင်းဧဘလတ်ကိုနေရဲ့အနေနဲ့စနေနာရီလောက်မှာစကောင်းစီဘက်ကတိုက်လီစီနဲ့ပုံနှလုံးချက်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စကောင်းစီတပ်ကလည်းအခုလဆန်ဘက်ကစပြီးဒိတ်ကုန်ချောင်းနဲ့ပေါက်ချောင်းနဲ့မှုနဲ့ကွန်ဒီတော်ရွာတွေကိုစစ်ကြောင်းထိုးတာတွေတောက်လျှောက်လုံဆောင်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းခါစီစီလုံဆောင်နေပါတယ်။ဧဘလတ်၄ရက်နဲ့၅ရက်နေ့ကလည်း ချောင်းနှပြန်ရွာဝလေးချောင်းကနေနင်းစတိုက်ပုတ်ကျတက်ခတ်ခဲ့ပါတယ်။ဒီနေ့တော်မျိုးနဲ့တယ်မာရှိတဲ့ခဲလုကွဲလူကြောင့်အခုနေ့မှာ ရေချိုခူးရှာပါလာပြီးစေးတက်လာတယ်လို့ခင်းမှုဖန်စီသူနဲ့ဒေသခံကြိုစီကသိရပါတယ်။ခဲလုကွဲတွေများလာလို့တင်းနှိုင်းမြင်းနဲ့ချားမြင်းချောင်းတွေမှာရှည်နှောင်းလာပြီးရေချိုခူးဖန်စီရှာမိမှုရောကျသွားတယ်လို့ခင်းမှုဖန်စီနေသူတို့ကဆိုပါတယ်။ ဒီနေ့ကမျိုးနေမှာရှိတဲ့ပန်သေးကြောက်မိကြောင်းမိမအောင်တကြက်ချောင်းဝါရွာတွေမှာရေချိုခီးကိုရှာပါလာတာပါရေချိုခီးကိုနှစ်စဉ်တပေါင်းလာနဲ့တကူလာတွေမှာရှာပွေဖန်စီရလေးရှိပါတယ်ပြီးခဲ့တဲ့နှစ်တွေကတရေကိုနိုစီဘူးတရားလောက်ရပြီးအခုနှစ်မှာတော့25ဘူးလောက်ပဲဖန်စီကြတော့တယ်လို့ဆိုပါတယ် ရေချိုခရုအရနေလာတဲ့တွေအခြားဒေသတွေကိုပြန်လည်ရောင်းချဖို့လိုလားမှုရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်အခုလူနာစင်ပေးခဲ့တဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ဘေးပေါင်းကနေမြန်ဆိုလုံမြောက်နိုင်ပါစေလို့ဒေဝဝက်ဝိုင်းတော်သားတွေကစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ